စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြန့်ချီရေးအတွက်မပူးပေါင်းလို့ဆိုပြီးတရုတ်ဆောင်ဖွေးဖွေးကိုစေအုစုကဖမ်းဆီးသွားတယ်လို့အမှုပညာအတိုင်းဝိုင်းကနေသိရပါဗျ။ပြင်ဦးလင်မှာဇက်ကားရိုက်နေတဲ့ဖွေးဖွေးကိုစစ်ကောင်စီဘက်ကလာရောက်ဖမ်းဆီးသွားတာလို့လဲဆိုကြပါဗျ။စေအုစုကအမှုပညာရှင်တွေကိုရွေးကောက်ပွဲဝါဒဖြန့်ကမ်ပိန်းတွေမှာနိုဝင်ဘာလ9ရက်နေ့နောက်ဆုံးထားပါဝင်ဖို့ညွှန်ကြားထားပြီးမင်းသားအလင်းရောင်နဲ့မင်းသမီးဖွေးဖွေးတို့က နိုဝင်ဘာလ9ရက်ညနေအထိဆက်သွယ်လို့မရဘူးလို့လဲကျော်မျိုးမင်းက ပြောပါတယ်။ဖွေးဖွေးကိုဖမ်းဆီးသွားတာမှန်ပေမဲ့အလင်းရောင်ဖမ်းဆီးခံရတဲ့တရင်နဲ့ပတ်သက်လို့ကတော့အတီးပြုတ်လို့မရသေးပါဘူး။တရုတ်ဆောင်မင်းသမီးဖွေးဖွေးကတော့စစ်တပ်ရဲ့ဝါရဖြန့်လှုပ်ရှားမှုမှာပါဝင်ဖို့စင့်ခေါ်မှုကို မလာရောက်ခဲ့တာကြောင့်ပြင်ဦးလွင်မှာဇက်ကားရိုက်နေစဉ်ခေါ်ယူမေးမြန်းခံခဲ့ရကြောင်းဝါရဖြန့်လှုပ်ရှားမှုမှာပါဝင်မယ်ဆိုတဲ့ ခံဝန်ချက်နဲ့ည၈နာရီကျော်မှပြန်လည်လွှတ်ပေးလိုက်ကြောင်းစစ်တပ်ထောက်ခံတဲ့သတင်းဌာနတစ်ခုမှရေးသားထားပါတယ်။အောက်တိုဘာ30ရက်ကစစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးအေးကျွဲကရန်ကုန်မြို့ရွှေတောင်ကြားမှာရှိတဲ့ရုပ်ရှင်လုပ်ငန်းရုံမှာအမှုပညာရှင်တွေကိုခေါ်ယူခဲ့ပြီးရွေးကောက်ပွဲဝါဒဖြန့်မှုတွေမှာအမှုပညာရှင်တွေအားလုံးပါဝင်ကြဖို့မပါဝင်ရင်အရေးယူသွားမယ်လို့ပြောဆိုထားပါတယ်။ အဲ့ဒီအစီအွေနောက်ဆက်တွဲပြီးတဲ့နောက်အမှုပညာရှင်တွေကိုဝါဒဖြန့်မှုတွေမှာပါဝင်ဖို့ဖိအားပေးတာတွေရှိနေပြီးအမှုပညာရှင်တွေကလည်းဝါဒဖြန့်ဗီဒီယိုတွေကိုစပြီးရိုက်ကူးနေပြီလို့လည်းအမှုပညာအတိုင်းဝိုင်းကနေသိရပါဗျ။စစ်တပ်ရဲ့ရွေးကောက်ပွဲထောက်ခံရေးဝါဒဖြန့်လှုပ်ရှားမှုတွေမှာပီတီဦးအိန္ဒြာကျော်စင်လူမင်းဝဲမုံရွှေကြီးအပါအဝင်နာမည်ကျော်အမှုပညာရှင်တွေကို စတင်ဖိအားပေးပါဝင်ခိုင်းနေတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့အလိညာဝါဒဖြန့်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူများဇလန်းနဲ့တရုတ်ဆောင်တွေကို စန့်ကျင်တပိတ်မှောက်မှုအရှိန်တက်လာစင်မှာစစ်တပ်ကတခြားအမှုပညာရှင်တွေနဲ့တရုတ်ဆောင်တွေကိုပါဖိအားပေးလာတာလည်းဖြစ်ပါတယ်။ဒါအပြင်အမှုပညာရှင်တွေနဲ့တရုတ်ဆောင်တွေအစိုးရတွေအနေနဲ့ပြည်ပကိုတွားရောက်မယ်ဆိုရင်စစ်တပ်ထံကို ြိုတင်အကြောင်းကြားခြင်းနဲ့ခွင့်ပြုချက်မယူဘဲပြည်ပကိုထွက်ခွာခွင့်မပြုတော့ဘဲပြည်ပကိုထွက်ခွာမယ်ဆိုရင်လေပြန်လာမယ်ဆိုတဲ့ဂတိခံဝင်ချက်ထိုးဖို့ကိုစစ်ကောင်စီကတင်းကျပ်ထားပါတယ်။